ားလုံးပဲမင်္ဂလာပါရှင်။ MPA သတင်းဌာနရဲ့ဒီကနေ့အော်တိုဘာလ9ရက်နေ့မှာရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်မခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်။ဒီနေ့တော့အထူးခြားသတင်းတွေနဲ့မောမမဲုံစာအထူးရဲမရလို့ပြူရီကိုအစားထိုးဖို့စီစဉ်နေတဲ့ဆေးဥဆူဆူရဲ့သတင်းစစ်တပ်နဲ့ပြည်သူစစ်တွေကိုထောက်ခံနေဆိုပြီးခေါလံပို့ဒေသခံတွေကိုဆန္ဒပြခိုင်းတဲ့စစ်ကော်မရှင်ဆိုတဲ့သတင်းရှီတကိုရင်ပြင်ပေါ်မှာအပေါက်သွားမိလို့တာညိုးနဲ့အမှုဖွင့်ခံလိုက်ရတဲ့အမျိုးသားဆိုတဲ့သတင်း တရုတ်မရှိရင်မြောက်လန်စစ်တပ်ဘာမှမဟုတ်ဘူးဆိုတာကိုကဘာတိအောင်ထုတ်ခေါ်လိုက်တဲ့နယူးစီလန်မတ်ဆိုတဲ့သတင်းချောင်းဆောင်တရားမှာဆိုင်ကယ်တွေကိုဖမ်းပြီးနေ့စဉ်တင်ရာကြီးရှာနေတဲ့စစ်သားနဲ့ရဲတွေရဲ့သတင်းပေးဆိုခံရတဲ့ရုရှားရဲ့ဒေါ်လာဘီလီယံ300ယူကရိန်းကိုချေဖို့သဘောတူလိုက်တဲ့ EU ဆိုတဲ့အဲ့လိုတနစ်တာအထူးကြဆုံးဖြစ်ခဲ့တဲ့ပြင်းပြပါသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ ဒီနေ့တွင်ပထမဆုံးတက်ဆက်ပေးမယ့်သတင်းကတော့မုံမမဲအောင်စာအထူးရဲ့မေရလိုပြူရိတ်ကိုအစားထိုးဖို့စီစဉ်နေတဲ့စေအုစုသတင်းမှာ မွန်ပြည်နယ်မှာရွေးကောက်ပွဲလုံခြုံရေးနဲ့မယုံစောင်းအထူးရဲအတွက်စီအုပ်စုလက်ဝေခံလက်နက်ကင်ဆောင်ခွင့်ပေးထားတဲ့ပြူစောတီတွေကိုရွေးချယ်ခန့်အပ်ဖို့စီစဉ်ထားတယ်လို့စစ်ကော်မရှင်လောက်ကန်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ဤဆက်သူတွေထံကနေသိရပါတယ်စေအုစုဟာအထူးရဲခေါ်ယူနိုင်ရဲ့အတွက်သက်ဆိုင်ရာမြို့နယ်အသီးသီးကရက်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေကိုညွှန်ကြားထားပြီးတော့အရက်သားတွေကိုစီယုံမှုတွေလှုပ်ဆောင်နေပါတယ် ဒါပေမဲ့စေအုပ်စုကိုထောက်ခံတဲ့သူတွေကလွယ်ပြီးကြံတာမှန်ရက်သားတွေဟာအထူးရဲတဲ့ဝင်ရောက်ဖို့စည်ရင်ပေးတဲ့သူမရှိသလောက်နည်းတယ်လို့သိရပါတယ်အခုလိုအခြေအနေတွေဖြစ်နေအောင်ဆေယုစုရဲ့လက်ဝေခံတွေဖြစ်တဲ့ပီတုစင်အရန်မီတက်တပ်ဖွဲ့နဲ့ပူစောတိအဖွဲ့တွေကိုအထူးရဲတပ်ဖွဲ့ဝင်တွေအဖြစ်ခေါ်ယူသွားဖို့အစီအစဉ်နေပါတယ်။သူတို့ကခေါ်တဲ့အုပ်ကြီးတွေကလည်းရေကောက်ပွဲရံမှာလုံခြုံရင်းယူဖို့လူလိုနေတယ်။ ဆက်ဆံလဲပေးမိတဲ့အခုကရွာမလုံးစိုးရင်ပါညာယူပြီးတဲ့အဖွဲတွေပဲဝင်ကျင်တဲ့ဆန္ဒရှိတာတနဲ့ရတာဘသူမှမဝင်ကျင်ကြဘူးဝင်တဲ့သူလည်းမရှိဘူးလို့တထုံမျိုးနဲ့အုပ်ချုပ်ရေးအဖွဲနဲ့ဤဆက်သူတဦးကပြောပါတယ်အထူးရဲတပ်ဖွဲ့ဝင်တဲ့သူတွေကိုနေစားကအဖြစ်တရက်ကိုကျပ်နှစ်တောင်းခံပေးမယ်လို့သတင်းထွက်နေတဲ့အပြင်အတုံးဆောင်ပစ္စည်းနဲ့ရိတ်ခါအချို့ပါထောက်ပံ့ပေးမယ်ဆိုပြီးအုပ်ကြီးတွေကစီယုံနေပေမဲ့ဖေးပီသူကမှစိတ်ဝင်စားမှုမရှိဖြစ်နေတာပါ အခုလိုသူရဲခေါ်တာကိုမဝင်တဲ့သူတွေကိုစစ်မှုထမ်းခိုင်းမယ်ဆိုပြီးစီအိုဆိုကထိန်းချောက်မှုတွေရှိနေလို့မြို့ခံတွေကပြောပါတယ်။ထမှန်တင်ဆက်ပေးခြင်းတဲ့တင်ကတော့စစ်တပ်နဲ့ပြည်သူစစ်တွေကိုထောက်ခံတယ်ဆိုပြီးခေါလံဖို့ဒေတာခံတွေကိုဆန္ဒပြခိုင်းတဲ့စစ်ကော်မရှင်တင်ဖြစ်ပါတယ်။ ကချင်ပြည်နယ်ကုတာအိုခိုင်ခေါလံဖူဒေတာမှာစစ်တပ်နဲ့ပြည်သူစစ်တွေကိုဒေသခံတွေကထောက်ခံတယ်ဆိုပြီးတော့စစ်ကော်မရှင်ကလုဆောင်ခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။အဲ့ဒီဆန္ဒထုတ်ပေါ်ပွဲကို မနေ့ကမနက်ပိုင်းမှာလုပ်ခဲ့တာဖြစ်ပြီးလူဝင်50ကျော်လောက်နဲ့လုဆောင်ခဲ့တာပါ။အဲ့ဒီလိုပြည်သူဆန္ဒထုတ်ပေါ်ပွဲလုပ်တယ်ဆိုပေမဲ့ အများစုကစိတ်ကော်မရှင်နဲ့ပြည်သူစစ်အဖွဲ့တွေနဲ့ပတ်သက်သူတွေလားဖြစ်တယ်လို့လည်းသိရှိရပါတယ်။သူတို့လူတွေကြီးပဲထုတ်ပေါ်ပွဲလုပ်တာ KIA ကိုအလုံးမရှိဘူးပေါ့ခေါလန်ဖူးနဲ့ဆော့လော်မျိုးမှာထိုးစစ်ဆင်နေတဲ့စစ်တပ်နဲ့ပြည်သူစစ်ကိုထောက်ခံတယ်ဆိုပြီးလုပ်တာတကယ်တော့ for show လုပ်တာပါလို့ခေါလန်ဖူးဒေသခံတဦးကပြောပါတယ်။ဒါပြင်ကချင်ပြည်နယ်မှာဆစ်ရှုံးနေတဲ့စစ်ကောင်မြင်လောက်ကန်ဝါရာဆုတ်ပြည်သူစစ်အဖွဲ့ကစစ်တပ်နဲ့လက်တွဲပြီးတော့ KIA နဲ့ PDF တွေကိုချိန်မုံးမယ်လို့ကြုံဝါထားပါသေးတယ်။ ပြီးခဲ့တဲ့အောက်တိုဘာတရမှာပြုလုပ်ခဲ့တဲ့ဝါရာဆုပြည်သူစစ်တပ်ဖွဲ့ရဲ့စစ်တနန်းစင်မွေမှာပြည်သူစစ်တပ်ဖွဲ့မူကအခုလိုပြောဆိုခဲ့တာပါကချင်ပြည်နယ်မှာစစ်တပ်နဲ့ပေါင်းပြီးတော့လူတွေကိုဒုက္ခမျိုးစုံပေးနေတဲ့ဝါရာဆုပြည်သူစစ်အဖွဲ့က KIA နဲ့ PDF တွေဟာနိုင်ငံရေးအကြောင်းပြစုပူအောင်ကြွနေတာဖြစ်တယ်လို့လည်းဆွဆွဲထားပါသေးတယ်အခုခေါင်လန်ဖူးဒေတာမှလုတ်ခဲ့တဲ့ဆန္နာပြပွဲဟာလေစစ်ကောင်ရှင်လောက်ကဝါရဆုပီသူစေအဖွဲ့ရဲ့ခိုင်းစေမှုသာဖြစ်တယ်လို့ဒေတာခန်တွေကပြောပါတယ်။ ထူးခြားတဲ့ပြည်တွင်းသတင်းတွေကရှေးတကုံရင်မြင်ပေါ်မှာအပေါက်သွားပြီလို့တာညုံနဲ့အမှုဖွင့်ခံလာရတဲ့အမျိုးသားအကြောင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ရန်ကုန်မြို့မှာတည်ရှိတဲ့ရှေးတကုံစီတို့အင်္ကာတောက်ရင်မြင်ပေါ်မှာအပေါက်ဆွန်ခဲ့တဲ့အမျိုးသားကိုစစ်ကောင်မရှင်လောက်ခန့်ရဲစပွဲက295ကကြီးနဲ့အမှုဖွင့်ထားတယ်လို့သိရှိရပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာတရက်ကရှီတဂုံစီတီတော်ရင်းပြင်ပေါ်ရှိအင်္ဂါထောက်မြေဆိုင်စီတီအမှတ်48နဲ့အုတ်ကူစီတီအမှတ်118ကြားမှာအပေါ်ဆုံးခဲ့သူတဦးကိုရိုက်ကူးထားတဲ့ရုတ်တံဖိုင်ကလူမှုကွန်ရက်မှာပြန့်နှံ့လာတဲ့အတွက်စစ်ကောင်စီရဲတပ်ဖွဲ့ကစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။အဲ့လိုရင်မြင်တော်ပေါ်မှာအပေါ်ဆုံးခဲ့သူဟာမြန်ကုန်မြို့နယ်အမှတ်9ရပ်ကွက်နေတင်မျိုးဝင်းဆိုသူဖြစ်ပြီးသူကိုတကုံမျိုးမှရဲစခင်ကဖမ်းဆီးခဲ့ပါတယ်။ ရှင်မြင်းတော်ပေါ်မှာအပေါ်ဆွန်ခဲ့တဲ့တင်မျိုးဝင်းကိုတော့တကုံမျိုးမရဲစကန်ကရှက်စသက်ကြီးပုံမှာ295ကချင်းငယ်အမှုဖွင့်ထားပြီးတော့အမှုဖွင့်ရေးယူနိုင်မှုလှုပ်ဆောင်နေရလို့ရဲမှတ်တမ်းတွေအများသိရှိရပါတယ်295ကကြီးဟာဘာသာရေးစော်ကားမှုနဲ့ပတ်သက်တဲ့ပုံမှန်တစ်ခုဖြစ်ပြီးတော့ထောင်တန်းနှစ်နှစ်နဲ့ငွေတန်းချမှတ်နိုင်ပါတယ်။အဲ့ဒီပုံမှန်ဟာအမှတ်ခံမရတဲ့အပြင်အမှုဖွင့်လှစ်သူကအခြေပြီးလဲပိတ်သိမ်းခွင့်မရှိတဲ့ပုံမှန်လည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဘာသာရေးဥစားတွေနဲ့ပတ်သက်ပြီးပြင်းထန်တဲ့ဝေဖန်မှုဒါမှမဟုတ်ဘာသာရေးဆိုင်ရာအငင်းပွားဖွယ်ရာစကားတွေနဲ့ရုပ်ပုံလေးဖန်တီးသူတွေကိုလည်းအဲ့ဒီပုံမှန်နဲ့မကြာခဏတရားစဲဆိုလေးရှိပါတယ်အဲ့ဒီပုံမှာဘာသာရေးလွတ်လပ်ခွင့်နဲ့လွတ်လပ်စွာထုတ်ပေါ်ပြောဆိုခွင့်တို့အပေါ်တရားမှုရှိတဲ့အတွက်ဒုက္ခရင်လှရှားသူတွေရဲ့ထောက်ပြမှုကို ခံနေရတဲ့ပုံမှန်တစ်ခုလည်းဖြစ်ပါတယ်။ ဆက်လက်ပြီးတရုတ်မရှိရင်မြောက်လန်စစ်တပ်ဘာမှမဟုတ်ဘူးဆိုတာကိုကဘာတိအောင်ထုတ်ပြောလိုက်တဲ့နယူးဇီလန်အမတ်အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။လက်ရှိစစ်ကော်မရှင်ကောင်ဆောင်မြောက်လန်ရဲ့အခြေအနေဟာတရုတ်နိုင်ငံရဲ့ပံ့ပိုးမှုမရှိဘဲနဲ့အာဏာကိုဆက်လက်ထိန်းထားနိုင်တဲ့အခြေအနေမရှိတာကြောင့်မြောက်လန်နဲ့စစ်တပ်ကိုထောက်ခံနေရပြီးပြန်လည်စဉ်းစားဖို့နယူးဇီလန်လွှတ်တော်အမတ် Free Time Post ကပြောပါတယ်။မနေ့ကနယူးဇီလန်လွှတ်တော်မှာမြမရေးနဲ့ပတ်သက်ပြီးကြားနာစင်မှာလေးပါးကြီးပါတီရဲ့လွှတ်တော်အမတ်ကအခုလိုထုတ်ပေါ်ပြောကြားခဲ့တာပါ။တရုတ်အနေနဲ့စစ်ကော်မရှင်ကိုထောက်ပံ့နေတာဟာစစ်တပ်ရဲ့လူသားမျိုးနွယ်တွေပေါ့ကျွတ်လွန်တဲ့ရာဇဝမှုတွေမှာပါဝင်နေတာဖြစ်တယ်လို့အခုလိုပါဝင်နေမှုဟာအင်အားကြီးနိုင်ငံရဲ့လေးစားဖွဲ့ဟာအပြုတ်မဟုတ်ဘူးလို့သူကထောက်ပြခဲ့ပါတယ် တရုတ်နိုင်ငံကိုကျွန်တော်တို့ပြောချင်တာကမင်းတို့ဟာကမ္ဘာပေါ်မှာအလွန်အဆိုးရဆုံးဆ ਿਆ နာရှင်ကိုထောက်ပံ့ပေးနေသူ ဖြစ်ပါတယ်လို့ Fairtrade 4ကပြောပါတယ်။လက်ရှိဆ ਿਆ နာဒိန်းနာကို ခံတားရတဲ့မြန်မာနိုင်ငံဟာစနစ်တကျရာဇဝတ်မှုတွေ၊ကြားဖြန်ဆန္ဒတွေ၊မတရားမွေမှုရေးစေဝါဖြန့်ချီမှုတွေဖြစ်လာနေပါတယ်။အဲ့ဒါတွေချုပ်ငိမ့်မှုအတွက်ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီကိုပြန်သွားမှသာတရုတ်နိုင်ငံရဲ့ရည်မှန်းချက်တွေနဲ့ပိုပြီးတင့်လျော်မယ်လို့သူကတည်းကတိုက်တွန်းထားပါတယ်။ ဒါအပြင်တရုတ်နိုင်ငံအနေနဲ့နေဆက်ဒေတာမှာတည်ငြိမ်တာတဘာဝတန်ရန်စာတတွေနဲ့တရုတ်ရဲ့အခြေခံအဆောက်အုံကိုကာကွယ်ခြင်းစစ်ကော်မရှင်ကိုမထောက်ခံတင်ဖို့လို့သူကဆိုပါတယ်ပြည်တွင်ကနောက်ဆုံးသတင်းကတော့ချောင်းဆောင်တရားမှာစိုင်းကယ်ရီကိုဖမ်းပြီးနေ့စဉ်300ချီရှာနေတဲ့စစ်သားနဲ့ရဲတွေအကြောင်းပါ မွန်ပေနယ်ချောင်းစုံတရားအစင်မှာစစ်ကော်မရှင်နောက်ကစစ်သားနဲ့ရဲတွေကဆိုင်ကယ်မောင်းနေသူတွေကိုပြစ်မရှိအပြစ်ရှာဖမ်းဆီးပြီးဝင်းကြီးမှုတွေပြုလုပ်နေရနေ့တစ်ပိုင်းအတွင်းစက်သိန်း100ကျော်ရနေလို့သိရှိရပါတယ်ဒီနေ့မနက်ပိုင်းကစတင်ပြီးတော့တန်လင်းတရားချောင်းစုံအစင်ချောင်းစုံဖတ်ချံရဲကင်းမှာ နှစ်ပွင့်နဲ့ရဲအုပ်တဦးဆောင်ပြီးတော့စစ်သားနဲ့ရဲဆဲအုပ်လောက်ကရင်းစစ်ခေါင်းစဉ်နဲ့ရင်ထင်းရဲမပါပဲယာယီနမန်ပြားတက်ဆိုင်ကယ်တွေကိုအဓိကထားဖမ်းဆီးဝင်ညင်နေတာပါ ဒီနေ့ကသတင်းကြိုလာပြေမတိုင်ခင်အဖိတ်နေ့ဆိုတော့မော်လမြိုင်တက်ပြီးဈေးဝယ်ကြတာရောလူကြီးတွေကတော့ကြတာရောဆိုတော့ချောင်းဆောင်ကလည်းမော်လမြိုင်တက်တဲ့သူရော မော်လမြိုင်ကလည်းချောင်းဆောင်ပဲလာလေတာရောပိတ်ရဲဆိုတော့လေဒီလိုအခကြီးရဲ့ကြီးမှာမလုံလောက်ဘူးဆိုပြီးလူငယ်တွေကလည်းရှားရင်နမက်ပြားဆိုင်ကလေးထုတ်စီရာကိုပပတ်ဆက်ဆက်ဖမ်းလာလို့ချောင်းဆောင်ရဲ့ကြီးအုပ်ချုပ်ရေးနဲ့နီးစပ်သူတအုပ်ကပြောပါတယ် ရာယီနမတ်ပြားတက်ဆိုင်ကယ်တွေကိုတစည်းချက်၄သိန်းကျော်တာဝန်ပြီးလိုင်စင်ဘိန်းတွေကိုတော့အုတ်ထုံမဆောင်တာအပါအဝင် အခြားပြချက်တစ်ခုခုနဲ့ကျပ်3000ကနေ7000အထိတာဝန်နေတာပါဆိုင်ကယ်ပဲဖမ်းတယ်ကောင်းမဖမ်းဘူးဆိုင်ကယ်ကိုဖမ်းတယ်ဆိုပေမဲ့ဆိုင်ကယ်မသိမ်ဘူးပတ်စံမရအောင်တောင်းတယ် ရဲကင်းဂိတ်တဲကိုဆိုင်းခဲ့ထည့်ပြီးမွေးမပါလာလဲဖုန်းဆက်ယူလာခိုင်းမင်းကြောင်းနယ်လို့ချောင်းဆောင်တရာအနေနဲ့ပြည်သူတုံးကပြောပါတယ်။အရင်ကယာယီနမပြားတက်ဆိုင်ခဲ့တွေကိုလိုင်စင်မဲ့လို့ဆိုကဖမ်းဆီးတာတွေရှိခဲ့ပေမဲ့မဖမ်းနိုင်ကြပြီဖြစ်တယ်လို့ပွဲလို့ရန်နီးလာတဲ့အတွက်တေတိုက်ခံရင်းထုတ်စီတာကိုအခွင့်ကောင်းယူပြီးစစ်ကောင်မရှင်ကဖမ်းဆီးငွေညင်နေတာပါ။ ။နောက်ဆုံးပြပါတင်ကတော့ပိတ်ဆို့ခံရတဲ့ရုရှားရဲ့ဒေါ်လာဘီလီယံ300ယူကရိန်းကိုချေဖို့သဘောတူလိုက်တဲ့ EU တင်ကိုပြပြရင်ကျမရဲ့တင်ကျဆမှုကိုရပ်နားလိုက်ချင်ပါတယ်။အနောက်နိုင်ငံတွေမှာပိတ်ဆို့ထိန်းချုပ်ခံရတဲ့ရုရှားဗဟိုဘဏ်ပိုင်းငွေသားနဲ့စီးငွေစာကြောစုစုပေါင်းအမေရိကန်ဒေါ်လာဘီလီယံ300ကိုယူကရိန်းကိုချေငွေဖြည့်ပေးရဖို့ဥရောပသမဂ္ဂကောင်ဆောင်တွေကသဘောတူထောက်ခံလိုက်ပါတယ်။ရုရှားရဲ့ပိုင်ဆိုင်မှုတွေကိုတိုက်ရိုက်သိမ်းယူရင်ဥရေရေးရနဲ့ငွေကြေးဆိုင်ရာစိုးရိမ်မှုတွေရှိနိုင်တဲ့အတွက် ်ရိုက်တာရဲ့သတင်းဆောင်ပါရှင်ချုပ်ဟူကိုဒစင်ကစစ်ရော်ကြီးချင်းဝေဒါမှမဟုတ်လုံခြုံရေးအမတ်ခံထားတဲ့ချင်းဝေပုံစံနဲ့ဆောင်ရွက်ဖို့တိုက်တွန်းထားပါတယ်။အနောက်နိုင်ငံတွေကယူကရိန်းကိုသူတို့ရဲ့ဝေကျေးရင်းမြစ်တွေကနေပြီးတော့ဒေါ်လာ300ဘီလီယံကိုချင်းဝေအဖြစ်ကနဦးပေးသွားမှာဖြစ်ပါတယ်။အခုလိုချင်းဝေထုတ်ချေပြီးရင်တော့ယူကရိန်းကချင်းဝေအတွက်အမတ်ခံအနေနဲ့ရုရှားထံကနေရယံရှိသောစစ်ရော်ကြီးတောင်းဆိုပိုင်ခွင့်ကိုပေးအပ်ဖို့ EU ကစီစဉ်ထားတာပါ။တကယ်လို့ရုရှားကစစ်ရော်ချင်းဝေ ပေးဖို့ညှင်းဆန်တဲ့အခါချင်းဝေပေးထားတဲ့နိုင်ငံတွေကအာမခံပစ္စည်းသိမ်းယူတဲ့အနေနဲ့ရုရှားဗန်ဒေါ်လာ300ဘီလီယံနဲ့ချင်းဝေကိုကာမိအောင်လှုပ်ဆောင်မှလည်းဖြစ်ပါတယ်။အခုနီလန်ကပိတ်ဆို့ထားတဲ့ငွေကိုစစ်ချင်းသိမ်းယူတာမဟုတ်ဘဲနိုင်ငံတကာဥပဒေအရရုရှားရဲ့စစ်ရော်ခြေပေးရန်တာဝန်ကိုအခြေခံပြီးဝေကြီးကူညီပေးတဲ့စနစ်ဖြစ်တာကြောင့်ဥပဒေအရပုံမခိုင်ပါတယ်လို့ရှုမြင်ကြပါတယ်။ ယူကရိန်းအနေနဲ့လည်းအခုချင်းငွေကိုစစ်ပွဲနဲ့ဘတ်ဂျက်လုံငွေတွေမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ MP ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွာဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်။မြမပီသူပီသားအပေါင်းကိုစိတ်နှပြချမ်းသာချမ်းသာပြီးဘဝအမောရေးပြေကြပါစေရှင်။